အားလုံးတာလီဆိုပါဒီကနေ့မက်လာ24ရက်နေ့နရင်းဇရာရခိုင်တရင်ထနာရဲ့နောက်ဆုံးရရှိထားတဲ့တရင်တွေကိုကျွန်တော်ရှင်မင်းစင်ကတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒီကနေ့ရရှိထားတဲ့တရင်တွေကတော့အိန္ဒိယနိုင်ငံမီဇန်ပင်နယ်မှာကတိုင်မုံတစ်ခုအတွင်းရခိုင်လူငယ်တယောက်ပါဝင်နှစ်ယောက်တည်ဆုံတော်တဲ့တရင်အမ်ဘရင်လဲဘော်ကကြေော်တွေကိုစစ်ကောက်စီက လေကြောကနေရှင်းလင်းရေးလုပ်မဲ့တရင်တွေထွက်ပေါ်လာတဲ့အတွက်ဒေသခံထောင်ထဲရှိအိုးရင်စစ်ခေါ်ထော်ပြနေရတဲ့တရင်နဲ့ လာဖူအကီစီစခန်းကမွတ်စလင်စစ်ဘေးရှောက်တွေဤပွေးတော်မတိုင်မီနေရမောက်တော်မျိုးကိုပြန်ချင်နေကြတဲ့တရန်တွေပါဝင်တခြားစိတ်ဝင်စားစရာကောက်တဲ့တရန်တွေကိုဆက်လက်တင်ဆက်ပေးတော့ပါမယ်ခင်ဗျာအိန္ဒိယနိုင်ငံမီဇူရန်ပြည်နယ်လောက်တလိုင်းမြို့အဝင်နားမှာမလ23ရက်နေ့မှာကာဒီဂျီတုံမောက်ခဲ့တဲ့အတွက်ရခိုင်လူငွေတရောက်ပါဝင်နှစ်ယောက်တည်ဆုံးတော့ပြီးနောက်ထပ်ရခိုင်လူငွေတရောက်ဒဏ်ရာပြင်းနေဆိုရရှိတော်တယ်လို့တရင်ရရှိပါတယ် တည်ဆုံးတော့တဲ့ရခိုင်လူငယ်ဟာဘေးသူဆိုတာအတိမပြုနိုင်သေးပေမဲ့ဒဏ်ရာရှိတော့သူကတော့မောက်ဆိုင်အောင်ဖြစ်ပြီးလက်ရှိမှာစေယုံတင်ထားရတယ်လို့သိရပါတယ်။နောက်ထပ်တည်ဆုံးတော့သူတူမှာမီဇီလူမျိုးကားတော်ပါဖြစ်တယ်လို့ဆိုပါတယ်။မီဇီရဲ့ပင်နေကားမုံအထက်မှာပစ္စည်းလာရှာရခိုင်လူငယ်နှစ်ယောက်ပါတယ်လို့လောက်တလိုက်မျိုးရောက်ရခိုင်မျိုးသားတစ်ယောက်ကပြောပါတယ်။တယောက်ကတော့ကားတောက်ပေါ်ကိုပြောက်ကြရှင်ပါပဲ။ပွေးချင်းပြီးတည်ဆုံးတော့ပြီး နောက်တစ်ရက်ကတော့ဆေးရုံမှာအရေးပေါ်တန်ထားရတယ်လို့သူကဆက်ပြောပါတယ်ခင်ဗျာအမ်ဘဒန်လဲပေါ်ကကြေးော်ဒီကိုလေကျော်ကနေရှင်းနေရဲ့လုံးမေသတင်းတွေပေါက်ကြားလာတဲ့အတွက်ကြေးော်စီော်ကျော်လော့ကဒေသခံထောင်ထဲရှိအိုးဟင်စစ်ကောထော်ပြနေကြရတယ်လို့သတင်းရရှိပါတယ်စစ်ကောင်စီကလေကျော်ကနေရှင်းနေလှုပ်ဖို့ညွှန်ကြားထားတဲ့ကြေော်တွေမှာနယ်ရီကန်တောက်စခန်းနဲ့ကောက်ကြီးစခန်းကြားကယော်တွေပါဝင်တယ်လို့သိရပါတယ် အဲ့ဒီစခန်းအနီးကြေးရော်ဆေးရော်ထမနေကဒေသခံတွေဟာရှင်းလင်းရေးလုံမဲ့တရဏီကြောင့်ကြောက်လန့်ပြီးတော့ထော်ပြေးစိတ်ချောင်နေတာဖြစ်တယ်လို့ပဒန်းဒေသခံစေပိချောက်တယောက်ကနရင်းဇာကိုပြောပါတယ်စစ်ကောက်စီဟာအဓိကနေရီကန်နဲ့ဂုတ်ကြီးအကြကရော်တွေကိုပြင်းပြထားပြီးစစ်ကြောက်ထုတ်တာတွေလည်းရှိတယ်လို့သိရပါတယ်အဲ့ဒီကြေးရော်တွေမှာအေအေနဲ့တခြားတော်လန့်တပ်ဖွဲ့တွေနေနေဆိုပြီးစစ်ကောက်စီကဘုံကျေးဖို့ညှဉ်းထားတယ်ဆိုတဲ့သတင်းတွေပေါက်ကြားလာလို့ ရော့သားတွေဟာထွက်ပြေးရတာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်ခင်ဗျာမော်တော်မျိုးနေမြောက်ပိုင်းလာဖိုကောက်ကီစီစခန်းမှာရောက်ရှိနေကြတဲ့မွတ်စလင်စစ်ပေးလျှောက်တဲ့အနေနဲ့ဤပွေးတော်မတိုင်မီသူတို့ရဲ့နေရမော်တော်မျိုးထေးကို ပြန်ရှင်နေကြတယ်လို့တတင်းရရှိပါတယ်လာဖိုကောက်ကီစီစခန်းမှာနေတဲ့သူတွေဟာကိုအင်ကိုပြန်ပြီးဤပွေးတော်ကိုကိုအင်မှာပဲကျန်းပါနိုင်ဖို့မျှော်လင့်နေကြတယ်လို့လာဖိုကောက်ကီစီစခန်းက စေဘေးချောင်တွေကပြောပါတယ်။လာဖို့ကောင်မှာအိမ်မပြန်နိုင်သေးတဲ့စေဘေးချောင်တောင်းရလောက်ရှိနေပြီးအာခပြည်သူတော်လရင်အစိုးရရဲ့တာဝန်ရှိသူတွေကလည်းတိော်လို့ပြောပြစီချင်တယ်လို့သူကဆိုပါတယ်။လာဖို့ကောင်ကစီစခန်းမှာမော်တော်မျိုးပေါ်ရက်ွက်တဲ့ရက်ွက်နဲ့ရက်ွက်လေခရင်နဲ့ရက်ွက်နဲ့မောင်နီကျော်တွေကဖြစ်ကြပြီးအိမ်မပြန်နိုင်ကြသေးဘူးလို့ဆိုပါတယ်။မော်တော်မျိုးကအထက်တန်းကြောက်သူ အမျိုးသမီးငယ်တယောက်ကလည်းသူတို့အနေနဲ့ဤပွေးတော်မတိုင်မီ အိမ်ပြန်လို့တဲ့အတွက်ကုညီပေးစီရှင်တယ်လို့သူကပြောလာပါတယ်ခင်ဗျာဒီကနေ့ရရှိထားတဲ့ရခိုင်တရင်တွေကိုတင်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်ဆက်လက်ပြီးတော့ပြည်ထောင်နိုင်ငံတကာတရင်တွေကိုတင်ဆက်ပေးတော့ပါမယ်ခင်ဗျာပြည်ထောင်တရင်တပုတ်အနေနဲ့ကတော့မြန်မာစေကောက်ဆောင်ဘူချုံမွန်ကြီးမင်းအောင်လိုက်ဟာထိုင်းနိုင်ငံမှာအီဘီလာအတွင်းပြုလုပ်မဲ့ဘင်္ဂလားပင်လိုဒေသနိုင်ငံများနေပညာနဲ့စီဘော်ရေးပူပေါင်းဆောင်ရွက်အဖွဲ့ ဘိန်းစတက်အစည်းအဝေးကိုကိုတိုင်တက်ရောက်ဖို့ရှိတယ်လို့ထိုက်ကသတင်းတွေမှာ မနေ့ကဖော်ပြကြပါတယ်။လာမယ့်အီဘီလာ3ရက်နဲ့4ရက်နေ့တွေမှာထိုင်းနိုင်ငံကအင်ချင်အဖြစ်လက်ခံကျင်းပမယ်၆ကြိမ်မြောက်ဘိန်းစတက်အစည်းအဝေးကိုမြန်မာစစ်ကောင်စီဟာဘဲကောင်းမျိုးကိုလာမယ်လို့ထိုက်သတင်းဌာနထိုက် BBS ကမနေ့ကရေးသားထားပါတယ်။ထိုက်အစိုးရကတော့ဘိန်းစတက်အစည်းအဝေးကိုအီဘီလာ2ရက်နေ့ကနေ4ရက်နေ့အထိကျင်းပမယ်လို့သတင်းတွေထုတ်ပြန်ထားပြီးမြန်မာထိုင်းဘင်္ဂလားဒေ့ရှ် ိန္ဒိယနီပေါနဲ့ဘူတွင်နိုင်ငံတို့ကတက်ရောက်မယ်လို့သိရပါတယ်။ဒီဆွေးနွေးပွဲကို ထိုင်းဝန်ကြီးချုပ်ပေထန်တုံကဥဆောင်ကျင်းပမှာဖြစ်ပြီးမြန်မာစစ်ကောင်းဆောင်အတွဲဆိုရင်လည်းအာဏာသိမ်းပြီးတဲ့နောက်ထိုင်းနိုင်ငံကိုပထမဆုံးအကြိမ်ခီးလာတာဖြစ်ပါတယ်။မြန်မာစစ်ကောင်းဆောင်ဘူရှောင်းမွန်ကြီးမင်းအောင်လာရဲ့ခီးစီနဲ့ပတ်သက်ပြီးဝေဖန်မှုတွေလည်းရှိနေတယ်လို့စောက်ကြီးမှုတွေလည်းရှိနေတယ်လို့သိရပါတယ်ခင်ဗျာ။ နိုင်ငံတကာသတင်းတော်အနေနဲ့ကတော့အရှေ့အာရှလုံခြုံရေးနဲ့စီးပွားရေးပြဿနာတွေအတွက်ဘုံတုံညီမှုရရှိရေးကြိုးပမ်းဖို့အတွက်ဂျပန်တရုတ်နဲ့တကွေးရသတင်းမှန်တွေဟာမလ20နှစ်နေ့မှာတွေ့ဆုံခဲ့တယ်လို့ဂျပန်သတင်းတွေမှာဖော်ပြထားပါတယ်။တကွေးရနိုင်ငံသားရဲ့ဝန်ကြီးရှူတေယူတရုတ်နိုင်ငံသားရဲ့ဝန်ကြီးဝန်ယီဂျပန်ဝန်ကြီးချုပ်ရှီဂါရူအီရှိဘာနဲ့ဂျပန်နိုင်ငံသားရဲ့ဝန်ကြီးတာကီရှိအီဝါယာတို့ဟာ တိုဂျိုမြို့ဝန်ကြီးချုပ်အင်ဒိုယာမှာတွေ့ဆုံခဲ့တာလည်းဖြစ်ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကမဟာမိတ်ဆက်ဆံရေးကိုအပြောင်းလဲလုပ်နေချိန်မှာဒီသုံးနိုင်ငံ တွေ့ဆုံမှုဟာထူးခြားတယ်လို့သုံးသပ်မှုတွေရှိနေပါတယ်။ဒီသုံးနိုင်ငံနိုင်ငံခြားဝန်ကြီးတွေဟာ2023နောက်ပိုင်းပထမဆုံးစုယုံတွေ့ဆုံမှုလေးဖြစ်ပါတယ်။စိုးရင်ဖွေရနိုင်ငံတကာအခြေအနေကြားမှာသမိုင်းအပြောင်းလဲအချိန်မှာရှိနေတယ်လို့ယူဆတဲ့အကြောင်းဂျပန်နိုင်ငံခြားရဲ့ဝန်ကြီး တက်ကီရှိအီဝါယာကပြောဆိုခဲ့ပါတယ်။ဒါအပြင်ဂျပန်တရုတ်နဲ့ကိုရီးယားနိုင်ငံတွေရဲ့ကြားဆင်းနေတဲ့မွေးဖွားနှုန်းနဲ့တက်ကြီးကိုလူကြီးရဲ့ကိစ္စတွေကိုဖြေရှင်းဖို့အတွက်ပါစီးနင်းဝတ်ရဆက်လက်ရှိမယ်လို့လည်းသိရပါတယ်ခင်ဗျာ။နွေဇာသတင်းဌာနကဒီကနေ့သတင်းတင်ဆက်မှုကတော့ဒီလောက်ပါပဲ။နောက်နေ့ဒီမှာလည်းထူခြားတဲ့သတင်းတွေကိုဆက်ပြီးတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့နွေဇာကထုတ်လွှင့်တဲ့သတင်းတွေကို www.narinjora.com မှာဝင်ရောက်ကြည့်ရှုနိုင်သလို Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ Narinja ရုပ်သင်ကိုကြည့်ရှုအားပေးခဲ့ရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးကျန်းမာရှင်လန်းကြပါစေခင်ဗျာ။